အကိုကဟိုပွဲလဲတိတ်မတက်ဖြစ်ဘူးပေါ့လေဟုတ်ဒါကတော့မမျိုးပေါ့မမျိုးတက်တာထုံဖိတ်တာနဲ့လာဖြစ်တာပါပြီးတော့နောက်တကယ်လဲဒီဇက်ကားကိုကြည့်စင်စိတ်ဖြစ်ပါတယ်အဲထွေလာရတက်လာရခါမှာတော့နောက်အမလည်းအိုက်ကားရိုက်တဲ့ချိန်မှာပြောပြရလေဘလို့လေးရိုက်ထားတာဆိုတော့အဲ့လိုမျိုး drama ကားကြီးလဲအကိုကကြည့်ကျင်နေရလေအဲ့ဒါနဲ့ကိုဒီကားကိုကြည့်မယ်ဆိုပြီးတော့လာခဲ့တာပါဟုတ်ဟုတ်အမတကယ်လေးဘယ်လိုပြောမလဲတေးဆောင်နေမကားဘောเนาะတကယ်ဒီမြန်မာတန်မျိုးကိုတေးချ ဘယ်လိုပြောမလဲတိတိတတ်တတ်ပိုက်ပိုက်နိုင်နိုင်နဲ့ကြိုးစားပြီးတည်ဆူထားတာတွေ့ရတဲ့အတွက်တင်းဆောင်ကအရန်ကိုကောင်းနေရတယ်မင်္ဂလာပြပြမင်္ဂလာပြလောင်စီသူမင်းနာဆာအမအခုကမန်တက်ထဲမှာလေအင်းကြီးဘွာလေးနဲ့လေအဲ့ဘသူလေးတွေဟောဟောတော့ကြော်တယ်ဟော ကိုက drama ကြိုက်တယ်နောက်ရိုက်တဲ့ကာမှာလည်း drama တွေများရပေါ့နော်ဟုတ်အခုဆိုအေးတင်နာတစ္ဆာဝိစိနာတို့ဘာတို့လေအဲ့လိုမျိုး drama ကားတွေကြိုက်တာလဲကြိုက်တယ်လို့တေးဥဆောင်ကလည်းကြိုက်တယ်ဟုတ်ငငယ်တော့ပုံတွေပြန်တက်လာခါကျတော့အော်လို့ဒီအရွယ်တခုတောင်ကွာဝါးယူပေါ့နော်အဲအတိုင်းမဲ့ပေးသက်တွေကဟိုသူတို့အနေနဲ့ဒီဟာလေးတွေကိုဘလို့သူတို့မုံမိုးလေးနေဝယ်ကြတယ်ကြောင်းမုံမိုးလေးနေဝယ်ကြတယ် စုပြီးဝယ်ရခါကျတော့ကိုကဖတ်ရတဲ့ခါမှလေကိုဘယ်လိုအားပေးခဲ့တာသိရတော့ဝမ်းလဲတာပါတယ်ဟိုကျေးဇူးလက်တင်ပါတယ်အားလုံးနေရပြည့်သက်တဲ့အားလုံးလည်းကျေးဇူးတင်ပါတယ်အခုချိန်ဒီဟုတ်ဟိုတချို့ပုံလေးတွေကတော့အချိန်ယူရတယ်လေဟိုအလားပုံလေးတွေကတော့ဒီတိုင်းရိုက်လို့ရပြီမဲ့တချို့ပုံလေးတွေကတော့မင်းသမီးတွေနဲ့တွေ့ဖက်တုပ်ဆောင်ရတဲ့ခါမှာသူတို့ကဟိုဘယ်လိုပြောမလဲကားရိုက်ရှိရလေကားရိုက်ရှိတဲ့ခါကျတော့သူတို့အချိန်ပေးလို့ရမယ့်ဟာပေါ့ဥပမာဆိုအကိုတို့နေသွားပြီးတော့ရိုက်ရမယ့်ဟာလေးရှင်နေထွက်ရိုက်တယ်နောက်အဲ့လိုအချိန်ပေးပြီးရိုက်ရမယ့်ဟာလေးဆိုဥပမာဆို ဟိုမင်းငါဆောင်ဒရိုတာဒရိုမီပုံဆိုလဲဒါဘာပြောအချိန်ပေးရတယ်မင်းသမီးတွေအတွက်ပြင်ရဆင်ရပေါ့နော်သူတို့ shooting machine နေမှာရိုက်ဖြစ်ပါတယ်ဟုတ်ဟုတ် fashion တွေကတော့အဲ့ခက်ကတော့ဟိုအခုဒီဘက်ခက်မှာလဲတချောပြန်ခက်စားတာပဲပေါ့နော်ဟုတ်အော်နေတက်ကလေးတွေကြတော့လေနေစတိုင်လေးတွေရိုက်ကြပါတယ်ဟုတ်အဲရှိပါတယ်ဟုတ်ကိုပုံလေးတွေတစ်ခါကြတဲ့ခါကျအဲ့ဒီခက်ကဒဲပွားကြီးပေါ့နော်အခုပြန်ကြည့်တဲ့ခါကျတော့နည်းနည်း ကွဲလဲမှုရှိတာလေးတွေပေါ့နော်ဒီတက်ရမှာတော့ကိုကအဲ့လိုမျိုးမဝက်တဲ့ခါမှာကွဲလဲမှုရှိတာလေးတော့ဟိုပြန်ကြည့်တဲ့ခါမှာကိုပုံလေးကြီးရည်ကျင်တာတော့ဖြစ်ပါတယ်ဟုတ်အဲဘလို့ရတော့မဟုတ်ပါဘူးကိုလုံးဟိုအချိန်တခုလဲကိုဒီဆဲမှာဆယ်တန်းပြီးထရလေးစိတ်နစ်ပြီးတော့လှုပ်လာခဲ့ပြီးပြီးအဲ့တော့ဒီအချိန်မှာတော့ကိုဖြစ်တင်တာလေးပဲစဉ်းစားပြီးတော့နေပါတယ်ဟုတ်တခြားအလုပ်ကိစ္စလေးတွေလုပ်တယ်တခြားမိဘဟိုစောင့်ရှောက်တယ်ဒီလောက်ပါပဲဟုတ်ဒါပြေးတက်ကကိုချစ်တဲ့စိတ်ကြောင့်ပါကိုလဲဒါအရွယ်တခုတော့ရောက်ပြီဟိုဒါ ဒီဒီရွယ်မှာဒီရုပ်ရည်ပဲပေါ့เนาะအဲ့အတွက်သူတို့ချစ်တဲ့စိတ်နဲ့အကိုနုနေတဲ့အရင်တိုင်းလေးပဲလို့သူတို့မြင်ကြရတယ်ပေါ့เนาะအဲ့အတွက်လည်းကျေးဇူးတင်ပါတယ်တကယ်တော့အကိုလည်းအရွယ်တစ်ခုတော့ရောက်နေပါပြီဟုတ်အောင်မဟုတ်ဘူးလည်းပဲဆိုအတူတူပဲအနုပြလှူရှာမှုတွေဝင်လာကြတာပေါ့เนาะအကိုတော့ဟုတ်အာဝမ်းသာတော့ဘောသူဆိုတကယ်အရန်လုံနိုင်တာဟိုတော်တော့ဆိုသူဇက်ကဂျီ ယုံတင်သွားရလေအဲ့ကားဆိုလည်းတကယ်ဟိုမတ်မျိုးတောင်ပါသေးရလေတကယ်ကိုက်တာလည်းသူတကယ်စူးစမ်းထားရဆိုတာပေါ်လွင်တဲ့အဲ့အတွက်သူသူ့ရဲ့ကြိုးသူကတော့အမြန်လှူရှာပြီးတော့စူးစမ်းနေတဲ့လူတယောက်ဆိုတော့ဒါဘာပြောသူ့အတွက်ကဝမ်းသာတယ်တွေးလိုက်တိုင်းလည်းငယ်တငယ်ချင်းဆိုတော့အမြဲတမ်းဟိုအရင်အချိန်ကိုပြန်သတိရသွားတာပေါ့နော်အမြဲတမ်းတွေးတိုင်းလည်းနှုတ်ဆက်ဖြစ်ပါတယ်ဟုတ်အဆွန်စေချင်ပါတယ်အားလုံးကကိုကိုတိုင်ကကွာမစွန်တော့လေဟုတ်ဒီရွယ်မှာတော့ဒီတိုင်းလေးပဲနေတာကောင်းပါတယ်ဟုတ် ူတို့တွေကတော့အားလုံးတော့အကိုပြန်လုပ်စီခြင်းကြပါတယ်ဟုတ်အဲ့အတွက်ဒီအင်တာဗျူးလေးကိုကြည့်ပြီးသူတို့လည်းကိုမျက်နှာကိုရဲ့အင်တာဗျူးလေးကြည့်ပြီးတော့စဉ်းစားမယ်လို့လည်းထင်ပါတယ်အကိုကလည်းသူတို့ရဲ့အားပေးစကားလေးတွေကိုအမြဲတမ်း comment လေးတွေဖတ်ပြီးတော့ဝမ်းသာနေရပါတယ်ဟုတ် အားလုံးကျေးဇူးတင်ပါခင်ဗျာဟုတ်